ဆီယာမနုနုရေအင်းဝရေးသားတယ်ထမိန်လေးတထင်နနက်ခင်းလေးပြေသည်အင်းမြညံသာစွာတိုက်ခတ်နေသည်မိဘုံမှမင်းညွတ်များသည်ရဲရဲနီကဟုံးဟုံးတောက်လျက်ရှိ၏မိတို့သည် ထမင်းအိုးကိုမနိုင်တနိုင်မကမိဘုံပေါ်တင်လိုက်၏ကြခိုးမိုင်းများဖြင့်ညစ်ပေနေသောအိုးဖုံးကို ဆန်စည်းရည်ဖြင့်ဆေးပြီးဖုံးလိုက်သည်ညနေအတွက်ချမ်းသာသောဆန်ကိုပစိုးနှင့်ပြန်ထုတ်၏ ရေအိုးနာမမကြီးရွက်ထုတ်ကိုတွားယူကကျမ်းမော်ဖင်ချအထိုင်လိုက်ပြိကနေမိကထမိန်ပြဲသွားပြီကိုမိတိုးတိလိုက်၏။ကြပြာကြာထကထမိန်ကိုလှဲ့ကြည့်လိုက်တော့တထွားခန့်ရှိအစုတ်ကြီး။သွားပါပြီကုန်ပါပြီ။ဒီထမိန်ကအမေထားခဲ့သောထမိန်သုံးတဲ့အနက်ကနောက်ဆုံးထမိန်။မိတိုးထမိန်ကိုအသာလဲဝော့ကဖျင်းညင်းစွာထိုင်ချပြီးမှမကြီးရွက်တဲ့၏။နောက်နေ့မှအကြီးလေးတို့အိမ်ကအနှင်းအချီငါပြီးတည်ရမည်။ မကြီးရတဲ့ကတမန်နေ့ကလေးကခူးထားသည်မို့နင်းနေနွမ်းနေကြပြီမနှက်ဖြန်အတွက်မကြီးရွက်ကိုခြံပြီးပြန်ထုတ်ထားလိုက်၏အင်းရှိရင်ကစားနေကြသောမိတို့ဤအောင်အငယ်မသုံးယောက်ကမြို့ကြောင်စီတို့တကြည်တည်းကြည်နေကြသည်မကြီးရွက်အိုရဲတို့ငပိထုတ်ထဲမှ လက်ကြံငပိနည်းနည်းကိုပြစ်ထဲလိုက်၏စီပလင်းကိုလောင်းချတော်လဲကြလာသည်မှာတစ်ဆက်နှစ်ဆက်မိတို့ကပလင်းဖင်ကိုလက်နှင့်ရိုက်ချ၏ ဒီနေ့ညနေအဖေစီကပတ်စံရမှမနှက်ဖြန်အတွက်အားလုံးဝင်ရမည်။မကြီးရွံ့ဟင်အိုတပွတ်ပွတ်စူချိန်တွင်အိမ်ရှိမှစွန်းတော်ပြို့ဟုသောအတန်ကိုကြားရ၏။ထုံးစံအတိုင်းမိတို့ကကတော်စွန်းဟုတက်လက်စွာအော်လိုက်သည်။ဖုန်ကြီးကျောင်းသားအေးမောင်ကစွန်းပြက်ကိုရွတ်ထားရင်းကမိတို့ကိုမျက်စောင်းထိုးလေသည်။ထမင်းစားမယ်ဟေ့လာကြဟေ့မိတို့ခေါ်တဲ့အဆုံးတွင်အငယ်သုံးယောက်အပြေးအလွှားလာကြသည်။ ထမင်းရည်နီရည်အဲရဲတစလုံးနဲ့မကြီးရွက်ဟင်းကို အလဲထားလျက်ခေါင်းမဖော်အောင်စားကြ၏။သပင်နီနီနှင့်ခေါင်းလေးလုံးသည် ထမင်းဝိုင်းကိုမိုးနေ၏။မိတို့တို့အားလုံးမျက်စိတွင်ရေငုပ်ကြလွန်းသဖြင့်စိတ်နှင့်မတွေ့ရသောသပင်များမှနီရဲနေကြလေသည်။တမိယောဟေပဆန်အဖေကပခုံးပေါ်မှတက်နှချောင်းကိုတဲကပန်းတွင် ထောင်မိသည်နှင့်မိတို့ကိုပဆန်ပေး၏။စက်တန်၅ရွက် အဖေမျက်နာမှချွေးသီးချွေးပေါက်များကိုမိတို့ငဲကြည့်နေရင်အဖေငှက်ငါးကသုံးချက်ပေးပြီနော်ဟုအလော၃၀မေးလိုက်၏အဖေကမိတို့ကိုကြည့်၍ပြုံး၏ပေးပြီပါပြီသမီးရဲ့ဟုဒီနေ့မစားတာဘူးဟဲ့ရေနီတိတ်ကြပြီရေတိတ်စီးနေတယ် မီတိုးကအဖေပြောသမျှကိုသာခေါင်းညိတ်နေရင်ငွေ၅ချက်နဲ့ဈေးဝယ်ရန်တွက်စာပြူ၏။နှက်ဖြန်အတွက်စံတပြီက၄ချက်၊ဒါနဲ့ကိုပဲ၄ချက်ရှိနေပြီ။အတင်းဘုံအုံနဲ့ထုတ်ရင်၂ချက်ဆယ်ပြားပဲကြတာ။အမေဆုံးနှုံးက50နဲ့ပေါင်ထားသောအတင်းဘုံအုပ်ကို ခုထိမရွေးနိုင်သေးတာနာတာပဲ။ထားပါလေစီ၂ချက်ခွဲတာကပြား80။ပြား20ပဲကျန်တော့သည်။ မကြီးရွက်ချက်ဖို့ငပိကမဝယ်လို့မဖြစ်တမတ်ဖိုးကိုတော့မှရွာလဲစေတဲ့ဒေါ်ကြီးမြင်ကတိတ်ရောက်နေတာမဟုတ်ကြားနဲ့ဆဲဖို့ရောက်မှမလားဟုမိတို့ပူပန်မိ၏ဟဲ့မိတို့မိဖို့ဘောကအိုဝေးချနေပြီဘာအိုးလဲရပါရဲအဖေရဲ့အဝေးရရွက်ပြုတ်ထားတာပါဒီနေ့ညအဝေးရတော့နဲ့မကြီးရွက်ဟင်းမိဖို့ဘောကအိုးကိုမိတို့တွားဖွင့်လိုက်သည် စိမ့်ဝဝအရေးများကပပွတ်ဆူနေကြသည်အဝေးရရွက်တစ်ခတ်ကိုဆက်ခနဲစိတ်ကြည်လိုက်မနူးသေးပင်မိဆွပေးလိုက်ပြီးမိဖို့ဘေကဝါကြည့်တော့ဘူးလေတဲ့သူပတ်ဆံကိုထဲ့သိမ်းလိုက်ဟေ့ငါက6ဆင်းရောက်ပြီနော်6ဆင်းခုံရမှာဖန်ခုံနန်းကစားနေကြတော့နေရာမှာအလမဤအတန်ဆူဆူကဝမ်းသာအားရထွက်ပေါ်လာသည်သူညမ၃ယောက်ဖန်ခုံနှန်းကစားနေသည်ကိုကြည့်ရင်မိတို့ရုတ်တရက်ကစားခြင်းစိတ်ပေါ်လာသည် မိတို့မကစားရတာကြလာပြီ အမေရှိတုန်းကဆိုရွာလေပိုင်းထီတောင်သွားကစားရ၏မျက်စိတောင်မြင်မော်တွင်လည်းတငယ်ချင်းများနှင့်ဘိုးအိမ်မဆောင်ရသည်မှလဲကြပြီမိတို့သည်ထမိန်ကိုခတ်တင်နေပြင်ဝိတ်ပြီးတဲရှိသို့ပြေးလွှားလျက်အလမခုံမီပြုနေသော၆ဆင့်ကိုလွှားကနေခုံကျော်လိုက်၏ဗဇက်ကလည်းငါခုံနာတွေ့လာဟေ့ဟုဝမ်းသာအာရအော်၏အလမနှခမ်းဆို၏ ငါခုံနေတာဘာလို့နေဝင်ခုံတာလဲတော့မပါရဘူး။အိုးပါမပေါ့နေမခုံနိုင်နိုင်နေငါအီးပေါ်တော့မိတို့ကသူ့ညီမကိုစား၏အလက်မပေါ်၍စိတ်ဆိုးလာ၏။နင်းနောနေအပြိုက အပြိုလိုနေပါလားအပြိုဆိုတာကကလေးတွေတည်းမပါရဘူးတော့။ဘာကြည့်စမ်းဘာအပြိုလဲငါလဲကလေးပဲ။ကလေးစိတ်တဝက်နဲ့မိတို့ပြန်အောင်၏။ အမဲနင်းကလေးဆိုရင်ဗာနေပါပြုလို့ရေချိုးတော့ငါအဖေရေလက်နဲ့ချိုးလဲငါတို့လို့ချိုးပါလားအကဲမီတိုးချက်သွား၏အဖေစီကိုမလုံမလဲလှမ်းကြည့်ရင်ရှက်ရှက်နှင့်အလက်မကောင်းကိုဒေါက်ခနဲနေအောင်ခောက်ပြစ်လိုက်လေသည် မကြီးရခူရိုင်းမီတိုးကောက်လာသောမကြီးကိုင်းများနှင့်စူးစီးလုံနေသောအဖေဘေးတွင်မီတိုးတို့ညီအမတွေဝိုင်းနေကြလေသည်အဖေကအကိုင်းခန့်ရှုပ်သောမကြီးကိုင်းများကိုစူး၍အရင်မှကြိုးဖြစ်တင်းနေအောင်ချီသည် ပြီးပြီလားအဖေမြစ်ထဲကိုအခုသွားချရအောင်နော်အဖေအငယ်ဆုံးမကဆရာထက်တန်စွာပြောသည်မီဒိုရိုတရွာလုံးလိုလိုစူးစီးချလေးရှိ၏မကြီးကိုင်းနဲ့လှုပ်တော့စူးစီးမှာငါးတိုင်မပါတော့လဲနှစ်ရက်တစ်ခါသုံးရက်တစ်ခါဖော်လျင်တစ်ချက်စာလောက်တော့ရားတက်လေသည် စူးစီးကို ရေတဒိန်တွင်ချရ၏ရေဒိန်တွင်သွားနေတတ်သောငါးသေးလေးများမှာမကြီးကိုင်းရှုပ်ရှုပ်တွင်ဝင်တိုးမိပြီးမထွက်နိုင်ကြတော့ပေ တချို့နည်းနည်းတက်နိုင်သူများကငါးကြီးများရရန်အတွက်ရေနှက်ပိုင်းကြတော့မြေရိုးတစ်လျှောက်လုံးလိုကျိုးရန်ရှည်ကြီးဖြင့်ညားတန်တန်ကြလေသည်စူးစီးကိုထန်းလျက်သွားသောအဖေနောက်မှမိတို့တို့ခုံပေါက်လိုက်လာကြ၏အဖေကရေတိမ်တိမ်တွင်စူးစီးကိုမြုံအောင်ချပြီးစိုက်ထားသောဝလုံးတိုင်ချိနေ၏အငယ်သုံးယောက်လုံးရေထဲတွင် တဝုံဝုံကူးနေကြပြီး အလမကတဲချမ်းများနှင့်ချီတွင်ရင်မိတို့ကိုလမ်းပြောင်ပြနေ၏ညီမအငယ်နှစ်ယောက်ကရေထဲတွင်ငုပ်လိုက်ဖော်လိုက်နှင့်ကူးခတ်နေကြ၏မိတို့သည်လက်မောင်းပိန်ပိန်လေးပေါ်သို့မကြာခဏရှော့ကြနေသောရှင်မီးအင်ကြီးချိုးကိုပခုံးပေါ်ဆွဲဆွဲတင်ရင်ဟိုးရုံးကလိုအဝက်စားများကိုမြ мян ချွတ်ခါရေထဲပြေးစင်းမြင်စိတ်ပေါ်လာသည် အဖေကဝလုံးတိုင်မြဲအောင်အုတ်ခဲချိုးနှင့်ထုနေရင်မိတို့ကိုလမ်းပြော်သည်ဟဲ့မိတို့ရေချိုးမှချိုးလေ ဘာလုပ်နေတာလဲမိတို့ဒီအဖေဝတ်ထားတော့ရေလဲပစိုးကိုမတိမတာကြည့်ရင် ခတ်တိုးတိုးပြန်ပြောလိုက်သည်တော်ပြီအဖေဒီနေ့ရေမချိုးတော့ဘူး အေးစိမ့်စွာတိုက်ခတ်လာသောလေ၏အထီးတွေ့ကြောင့်မီတိုးဖြက်ခနဲလန့်နိုးလာခဲ့သည်မီတိုးကိုပေါ်ရင်ဆောင်မရှိတော့ပေအငယ်သုံးယောက်သည်ဆောင်ကိုသူတို့ဘက်ဆွဲယူသွားပြီးပူကတ်ချုံကအိပ်ပျော်နေကြသည် မိုးလင်းတော့မြည်အလင်းရောင်မှုံပြပြကိုမြင်နေရပြီးမီတိုးကထမင်းကိုအသာဆွဲချုံကညလုံးများကိုပြန်မိတ်လိုက်သည်ဘိုက်ထဲရင်ဟာနေသည်ဘိုက်စာသည်ဆိုကာမှဒီနေ့မနက်ဟင်းချက်စရာမရှိ မကြီးရွယ်ဖြစ်ဖြစ်အဝေးရရွယ်ဖြစ်ဖြစ်သွားခူရလိမ့်မည်ငပိနည်းနည်းရှိသေးသည်ငပိနည်းနည်းကိုဒီနေ့အတွက်ခွဲချန်လိုက်သည်ဖြင့်မင်းညာကမကြီးရွယ်ဟင်းမှာချင်လိုက်သည်မှာဆုပ်ဆုပ်လန်နေသည် အငယ်ဆုံးမကမျက်နှာရှုံမဲမဲဖြင့်အဖေစူးစီးသွားမဖို့သေးဘူးလားဟု ထမင်းစားမပြီးမရှင်းတွတ်တွတ်မေးလေသည်မိတို့သည်အဲ့ရမှကြပြကြရခုန်ထားလိုက်သည်ဟုတ်တာပဲ စူးစီးချတာတာဒီနေ့ဆိုနှစ်ရက်တောင်ရှိသွားပြီမိတို့ဒီတဲအောက်ကိုခုံဆင်းလိုက်ဤအဖေကိုကြည့်တော့အိမ်မောကြနေတုံးမယ်မိတို့ဒီမျက်စိတို့ခတ်သွက်သွက်ရှောက်ခဲ့ဤမြင်ပြင်ကို ဖြတ်တိုက်လာတော့အာယုံဦးလေက အေးမြလာသည်မိတို့ထမိန်ကိုဆွဲခြုံလိုက်သည်မျက်စိတွင်မြည်သူမှမရှိသေးပေမိတို့တို့စူးစီးမှာတခြားစူးစီးများနဲ့အတော်လေးလှမ်းလေသည်တို့တော့ မိတို့သည်စူးစီးဖော်ဖို့ကိုသာစိတ်ဆောနေသဖြင့်ကြောက်ရကောင်းမှမသိပေ။ထမိန်ကခတ်တုတ်တူပြင်ဝတ်ပြီးမိတို့ရေထဲသို့ဆင်းလိုက်သည်။စူးစီးကို အသာမပြီးကုန်းမော်သို့ချသည်။ကြလာပါစေငါးရီအများကြီးအများကြီး။မိတို့သည်ဆရာထက်တန်စွာစူးစီးကိုလှောက်ခါလိုက်၏။မိတို့မျက်နှာရှုပ်မဲ့သွား၏။ငါးကတကောင်တမီးမှကြမလာပေ။ဘာလို့ပါလဲ။ရင်းနေကြနေလို့လား။ ်မိတို့စိတ်ပြက်လက်ပြက်ဖြင့်စူးစီးကိုရေထဲပြန်ချပြီးနီးရဲသောမြစ်ပြင်ကိုလှမ်းကြည့်လိုက်၏အလိုမိတို့မျက်လုံးမြဝန်းလက်သွား၏ရေနှပိုင်းတွင်တန်းထားသောများတန်းတနေရာသည်လှုပ်ရှားရင်ထိုးနေပေသည်ထောင်နာသောငါးရှင်ငါးတေလောက်ပြီးရှင်နေလျင်လည်းဒါလောက်မလုံရမ်းနိုင်ဟုတ်ပြီငါးကြီးတကောင်မိနေတာပဲဖြစ်ရမည်မိတို့ဘာကိုမှစဉ်းစားမနေတော့ရေထဲသို့အမြန်ဆင်းညာရန်စီတို့ကူးသွားလိုက်သည် မိတို့သည်လှောက်နေသောနေရာတွင် ကိုကို အသာဖော့ထားရင်ကျိုးကိုမာကြည့်လိုက်သည်မိတို့ထင်သည့်အတိုင်းပဲငပတ်ကြီးနဲတဲ့အကောင်ကြီးမဟုတ်ဝမ်းသာလိုက်သည်မှာပြောစရာမရှိညီတို့များရမဲဖြစ်ဖြစ်ဖြုတ်မြီမိတို့သည်ခြေထောက်နှစ်ချောင်းကိုအားပြုက ရေကိုရဲ့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 ကိုဖော့ရင်လက်နှစ်ဖက်စလုံးဖြင့်ငါးကို ဖြုတ်လေသည်ငါဘယ်ကြီးကတပြင်းပြင်းရုံးကန်နေပေသည်ဖြုတ်ရသည်မှာမိတို့ထင်သလောက်မလွယ် အမှန်မှာမြားရန်ဖော်လျင်လေပေါ်မှနေ၍အေးအေးဆေးဆေးဖော်လေးရှိကြသည်ရေစည်းသည့်မီတိုးအောက်ပိုင်းကိုအရှင်ဖြစ်တွန်းထိုးနေပေသည်ရဲ့စည်းတဲ့ရင်ပါသွားမလို့ဖြစ်နေသည်ခြေထောက်နှစ်ဖက်ကိုသာအဆက်မပြတ်ကူးရရင်ငါးကိုသာမဲဖြုတ်သည် ခုနေများများရန်ဖော်တဲ့လူရောက်လာမှဖြင့်ဟူသောအတွေးဖြင့်ဇောကျွေးများပင်ပြန်လာသည် အားစိုက်ကမိတို့ဆက်ဖြုတ်ပြန်သည်ငပတ်ကြီးမော၍နည်းနည်းအငြိမ်တွင်တအားဆောင်ဆွဲပြစ်လိုက်သည်ရပြီငပတ်ကြီးကိုမလွတ်စေရန်လက်နှစ်ဖက်ဖြင့်တင်းကြပ်စွာဆုံရင်ကန်းစက်တို့ခြေထောက်ဖြစ်သာအမြန်ကူးသည်ဝမ်းသာလိုက်သည်မှာမိတို့တုံရင်ရောင်နေသည်မိတို့ကုန်းပေါ်သို့အပြေးအမြန်ပြေးတက်လိုက်သည်အိုးအမလီ မီတို့အလန့်တကြားအော်ရင်မြေကြီးပေါ်တွင်ထိုင်ချလိုက်မိ၏မီတို့ကိုယ်ပေါ်မှာထမိန်လေးမရှိတော့ပေရေစင်းနှင့်အတူမျောပါသွားခဲ့ပြီဇောနှင့်ငါးကိုသာမဲဖြုတ်နေသည်မို့မီတို့ထမိန်ကျွကျသွားမန်းကိုပင်မသိနိုင်တော့မီတို့တကူလုံးရှက်စိတ်ဖြစ်တုံရင်လာ၏သွားပြီးအမေထားခဲ့သော မီတို့ဤတထဲသေးသောထမိန်လေးညရေတွေဝဲလာ၏အင်ကိုမီတို့ပြန်ရမည်နီ မိုးလင်းစားပြုတ်နေပြီလူတွေနိုးနေကြပြီရွာလေလမ်းမကြီးကိုမိတို့ဘလို့ဖြတ်ပြန်ရပါမလဲညကြီးပေါ်တွင်ငပတ်ကြီးသည်ဗဟတ်ကြီးကိုဟားလျက်အသက်ရှူနေ၏ညညာစီမငှက်အချို့ဆုံစင်းလာကြပြီ မကြမီလူတွေလာကြတော့မီဘာလုပ်ရမလဲဘာလုပ်ရမလဲအင်ကိုဘလို့ပြန်ရပါမလဲဟုတွေးရင်ရုတ်တရက်ပိုက်ထဲကစာလောင်လာပြန်သည်မိတို့သည်ငပတ်ကြီးကိုဆက်ခနဲကောက်ယူလိုက်၏ အန်ကိုတင်းတင်းကျိတ်ကမျက်လုံးကိုစုံမဲ့ပြီးတအားကုန်ပြေးလေသည်ရွာလေလမ်းမတို့ရောက်တော့မြည်ဖျားရေလူတွေထွက်လာနေကြပြီးရှက်စရာကောင်းလိုက်တဲ့ဖြစ်ချင်းမိတို့တအားပြေးရဲ့မျက်ရည်များစီးကြလာ၏အိုးဟဲ့မိတို့ဟဲ့ကောင်မလေးဘာဖြစ်လား လူတွေအန်အော်ကြီးစွာအော်လိုက်သောအတန်များကိုမိတို့မကြပေအန်ကိုတင်းတင်းကျိတ်ထားသောမိတို့သည်မျက်ရည်များစိကြလျက်ငဘယ်ကြီးကိုတင်းကျပ်စွာဆုပ်ရင်းအင်စီတို့တအားပြေးနေပေသည်1984ခုနှစ်မတ်လပေဘူးလွာမဂဇင်း